ကိုပိုင်အခန်းပိုင်ဆိုင်ရတော့မဲ့အချိန်မှာအိမ်မက်တွေအမတ်တရတွေကိုဖြည့်ဆည်းပေးနိုင်မဲ့ရွှေစင်ရီရဲ့ estate ရှိပါတယ်။ပင်ကန်းကျုံမြို့နယ်တဲက၄ထောင်ကန်လမ်းမိုက်အနည်းဆက်ဆုံးမှာတည်ရှိတဲ့အခန်းတစ်ခန်းနဲ့မိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်။ Anna Street မှာဆိုရင်ခြေပြားခင်မီတာမဲ့ဘာကြတကားတစ်ထပ်သစ်သားတကားအသုံးပြုမိထားပြီးတော့ဆန်းရှိန်လေးပါဝင်ပါတယ်။အရှိမျက်နှာစာ view ကကောင်းကောင်းမြင်ရပြီးလေကောင်းလေတန်လေးရမယ်။အဲခန်းအိတ်ခန်းမှာပါကေခင်မီတာမဲ့မျက်နှာချက်မီးတီမီးဆိုင်နေနဲ့အလှဆင်မီးတာ ားပြီးတော့ကိုပိုင်ဗရိကောက်အသုံးပြုပေးထားပဲဖြစ်ပါတယ်။အိတ်ခန်းရဲ့အပြင်ဘက်မှာဆိုရင် TV stand ထားရှိပေးထားပြီးတော့ living room area space အတော်လေးကိုကျယ်တယ် ။ဒီမှာဆိုရင်အလင်းရောင်ကောင်းကောင်းရမယ်ဗရင်ပေါက်များစွာပါမယ်။ပန်ပန်ပတ်ပတ်လေးတက်ဆင်ပေးထားတဲ့အတွက်ကြောင့်မလို့လုံခြုံစိတ်ချရစီမှာပဲဖြစ်ပါတယ်။နိုင်ရင်တိုင်းမှာဟောလက်တွေတက်ဆင်ပေးထားမယ်။အခန်းတစ်ခန်းဖွဲ့ပေးထားပြီးတော့အခန်းရဲ့အပြင်ဘက်မှာဆိုရင်ဗရင်ပေါက်ကိုတက်ဆင်ပေးထားမယ်။ slide တို့အသုံးပြုပေးထားပဲဖြစ်ပါတယ်။အခန်းတစ်ခန်းချင်းစီရဲ့ပေးခြင်းဟာဆိုရင်ဆက်နက်ပေးခွင့်90ပင်ကျဲဝန်းပြီးတော့ခင်းချင်းရုံးနဲ့ဧကန်းချားမှာအလူမီနီယံ slide တို့တစ်ချက်ကိုထည့်သွင်းပေး းထားပြီးအဝိရှော်ဆက်ထားလို့ရမယ့် space ကိုတီချာလေးလုပ်ပြီးထားတယ်။ကျွေပြားတွေအပြစ်ခင်းပြီးထားပြီးရေချိုးကန်းအိမ်သာတီးတန့်ပါရှိမယ်။အုတ်ကန်ပါမယ်။ PVC တကားတွေကိုအသုံးပြုပေးထားပြီးတော့ဘိုးရန်အိမ်သာအသစ်ဆက်ဆက်တလုံးတက်ဆင်ပေးထားပဲဖြစ်ပါတယ်။ဘေးစင်နေရာကိုတီချာလေးအသုံးပြုပေးထားပြီးတော့ ခြေပြားတွေခင်းမိထားမယ်အလင်းအောင်ကောင်းကောင်းရမယ်ဗရင်ပေါက်တွေပါရှိပြီးတော့ emergency အပေါက်မှာဆိုရင်တစ်သားတကားကို လုံးဝစိတ်ဖြောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်။ရောင်းစင်းနှုံးကတော့3250ကို အထူးညီနိုင်အောင်ချပေးသွားမှာဖြစ်ပြီးတော့တိုက်အလှရဆိုရင်အနောက်တောင်တိုက်အမှတ်ပေါင်းခြင်းက1ပဲဖြစ်ပါတယ်။ပေးအစိတ်ပေ60ဂရမ်မြေပေါ်ပိုင်းရင်ခွဲတိုက်ဆောက်လုပ်ထားတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင့် BCC ကြပြီး9မီတာ9မော ော်တာများတက်ဆင်ပြီးထားပြီးတော့လူကြီးမင်းတို့အနေဖြင့်ရွှေစင်မိတ်ဆက်ပေးခဲ့တဲ့အခန်းလလလေးကိုစိုက်နှစ်တက်လို့ကြည့်ရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုပါကရွှေစင်ရီရဲ့ estate ကိုဆက်သွယ်ပေးပါရှင့်နောက်ရက်များမှာအခန်းပေါင်းများစွာကိုရောင်းချပေးသွားပါဦးမယ်အားပေးမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်